မင်္ဂလာပါ။နေတဲ့ရင်တိုင်းမှာရှိတဲ့လူခရီးချုပ်ပါခါရမှုတွေ၊ဆယ်ရေးပြင်ပခါတွေ၊ဒေတာတဲ့လူမှုစီးပွားရေးခြေနေတွေ၊စားတဲ့ဆယ်ဝဲဆက်အကြောင်းအရာတွေကို Mockup by CC ကနေတင်ဆက်ပေးသားမှာပါ။ဒါနေမှာတော့ဒုဝက်မျိုးမောင်ပုဂလီကစီရဲ့တုတ်ခုကိုစက်ကစီရပိတ်ခတ်တဲ့တဲ့ကိုတင်ဆက်ပေးပါမှာခင်ဗျာ။နေတဲ့တိုင်းဒေတာကြီးဒုဝက်မျိုးဘုံမှာပုဂလီကစီရဲ့တုတ်ခုကိုစက်ကစီတာကပိတ်ခတ်တဲ့လို့ဒုဝက်မျိုးခတ်တွေနဲ့ဆေးရုံနဲ့နေဆက်သူတွေစီကနေတီးရပါတယ်။စက်ကစီတာကပိတ်ခတ်ထားတဲ့ဆေးရုံတွေကတော့ ဒိုအန်မျိုးရှိကမျောကဲလက်ကမက်ဒီလာရှိယုံမျိုးတယ်လေးလက်ထိုက်ကဆာဒိုဝါရှိယုံနဲ့အေရှိယုံတို့ဖြစ်တယ်လို့သိရပါတယ်မက်ဒီလာရှိယုံကိုတော့အကြီးစားပြစ်ရှိတာနဲ့ဝါထားတွေကိုတင်တပ်ပြတော့တွေကိုလှူဆောင်မှဖြစ်တာကြောင့်ရှိယုံကိုမာလာဂါနဲ့အေဘီလာကုတ်တဲ့အထိနက်လာပေးတော့မှဖြစ်တယ်လို့ရှိယုံဝါထားတရားကဆိုပါတယ်မျိုးတယ်လေးလက်ထိုက်ကဆာဒိုဝါရှိယုံကိုလည်းစကောက်စီတာကရှိယုံအတွက်လိုအပ်တဲ့ထောက်ထားပေးပြီးဆုံးမှာလုပ်ငန်းကိုပြတ်လက်လွတ်ကိုက်ဖို့ညွှန်ကြားလာတာဖြစ်တယ်လို့ရှိယုံနဲ့နေဆက်သူတရားကပြောပါတယ်အေရှိယုံကိုတော့ရှိယုံအတွက်ပြည့်စုံမှုတွေလှူဆောင်နေတာကြောင့်လူနာလင်ခတ်ကြောင့်ကြေညာထားပါတယ် မက်ဒီလက်ရှိရုပ်ကိုတော့မေလာတရင်နေမှာပြောက်ဖွယ်မဲ့လို့သိရပြီးဆာဒိုဝါနဲ့အေရှိယုပ်တွေကတော့ရေကာတမ်းမရှိပိန်လိုက်တယ်လို့သိရပါတယ်အခုလို့ပုဂလီကာရှိယုပ်တွေကိုစကောက်စီတာကပိတ်ခတ်တာဟာရှိယုပ်တွေမှာ CDN ရှာဝါတွေနဲ့သူ့နာဗျူတွေကိုခတ်ထားတာကြောင့်ပိတ်ခတ်နေတာဖြစ်နေတယ်လို့မြူခါတွေကပြောဆိုနေကြပါတယ်ရှိယုပ်တွေကိုပိတ်ခတ်တာကြောင့်ဒေတာခတ်တွေအနေနဲ့နာမကျိုက်ဖြစ်တဲ့အချိန်ခက်ခဲတဲ့နယ်ရေးဆိုင်နေရပြီးတခြားရှိယုပ်တွေမှာပျောက်ပြီးကုသမှုခံရနေရတယ်လို့ဒိုဝဲမြူခတ်တရားကပြောပါတယ်ဒိုဝဲမြူဘုံမှာပုဂလီကာရှိယုပ်၅ခုရှိပြီးအခုလေရှိချိန်မှာတော့ မြင်းမှုဦးရှိရုံနဲ့ချက်မြင့်ရှိရုံတွေသာဖော်လည်းထားပါတယ်။စကောက်စီတာတွေ့ရ2025ခုနှစ်ဖေဖော်ဝါရီလလကစပြီးမန္တလေးနဲ့ရခိုင်မှာရှိတဲ့ပုဂလိကရှိရုံဆက်ကူတင်မနေ့ကိုပယ်သိခက်ခက်တယ်လို့ဒေတာတွေဒေမီတွေကသိရပါတယ်။